ဒါသူတို့ဆယ်လီတွေဆယ်လီတွေပြည်သူစစ်တွေဟိုအင်အား400လောက်နဲ့ညောင်မင်းရွာကိုမိရှုဝေရောက်တိုက်ခိုက်နေတယ်တဲ့။ရှမ်းပြည်နယ်မြောက်ပိုင်းတီဘောမြို့ကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ဘုံကျဲပါကိုပြည်သူတွေစိုးရိမ်နေတဲ့အတွက်ကြောင့်အခုပြည်သူတွေထွက်ပြေးကုန်ကြပြီ။ဟော။အကြမ်းဖက်စစ်တပ်ကအခု ချမ်းညီနောင်တွေတိန်းထားတဲ့မြောက်ပိုင်းညီနောင်တွေတိန်းထားတဲ့နောင်ချိုကြောက်မဲကိုသူတို့ပြန်တိန်းနိုင်သွားပြီဒါပေမဲ့အထင်မကြီးနဲ့အခွန်နေအခွန်နေဘဘတို့တော်လည်ရင်လက်နဲ့ကင်တွေတိန်းတော့ကနော်ကြောက်မဲတို့နောင်ချိုတို့ကိုတိန်းတာအခွန်ကြီးပဲတိန်းစီရမိတာမဟုတ်ဘူးဗျစစ်သားဘလောက်အကြမ်းဖက်စစ်သားဘလောက်သေးတယ်အကြမ်းဖက်စစ်သားဘလောက်တိုင်ရရတယ်နောက်အကြမ်းဖက်စစ်သား ဘလောက်လက်နက်ချအညက်ခံတယ်အဲ့လက်နက်ချအညက်ခံတဲ့တည်းမှာစစ်ဘုံကျုပ်တီတောင်ပါတယ်လက်နက်ချအညက်ခံတဲ့တည်းမှာစစ်ဘုံကျုပ်တီတောင်ပါတယ်ပြီးတော့လက်နက်ခံရမိကြောက်တဲ့ဆိုတောင်ပုံရာပုံကိုတိမ့်စီရရှိတာဟောအခုသူတို့နောင်ချိုကိုပြန်သိမ့်တယ်ဘာမှမရဘူးအခွင့်ကြီးပဲရတယ်စိုင်းပုံမှာဓာတ်ပုံရိုက်ပြီးပြီးသွားပြီဘာမှမရဘူးအခုကြောက်မဲကိုပြန်သိမ့်တာလေဘာမှမရဘူးအခွင့်ကြီးပဲရတယ် အခုလည်းပဲသူတို့ကတီဘောကိုဒါဓလက်ဆက်ဘုံကျဲတော့မှာအခုပြည်သူတွေကစိုးရိမ်နေကြပြီ ထပ်ပြေးကုန်ကြပြီတကယ်လဲကျဲမှာပဲလीပဲခူးတိုင်းကျိုးပဲကောင်းမျိုးနဲ့ကံဥရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်တာပြည်သူတယောက်အပြင်းထန်ဒဏ်ရာရရှိတယ်နော်နောက်တစ်ခါသခိုင်းတိုင်းရွှေဘုံမှာစစ်တပ်ပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်နော် အောင်မြေချမ်းမြေဘုံကြီးเจ้าကိုကြာရောက်ပေါက်ကွဲပြီးတော့ဟာအောင်မြေချမ်းမြေဘုံကြီးเจ้าဆိုတာရွှေဘုံမြို့ပေါ်မှာစာပေတင် जा နေတဲ့စာတင်တိုင်ကြီးဗျာအဲ့ဒီစာတင်တိုင်ကြီးတဲ့ကိုသူတို့ပြစ်လိုက်တဲ့လက်နက်ကြီးကပြုတ်ကြတာကိုရင်လေး၃ပါးပြန်လွန်တော်မူပြီးတော့ခွနပါးတော့ထိကြိုက်ထိုင်ရသွားတယ်ကဲဘလောက်ဘလောက်ဆိုးလဲဆိုရင် နော်စစ်တပ်ကရွှေဘုတ်ကိုလက်နက်ကြီးနဲ့ပစ်တာအဲ့ဒါမြို့ပေါ်မှာရှိတဲ့အောင်မြေချမ်းပြေဘုံကြီးကျောင်းဝိုင်းထဲကိုတွားကြတာကိုရင်လေး၃ပါးပြန်လွန်တော်မူပြီးတော့ကိုရင်လေး၇ပါးထိကတ်တိုင်းအဲ့ဒါကိုဘလောက်ရုံပါလဲဆိုရင်တော့အဲ့လက်နက်ကြီးကြားထားတဲ့တပ်သေးတွေရှိတာတော့မှသူတို့ကဖိမ့်ဖိမ့်ညင်းတယ်ဗျာ PDF တွေကလောက်တာပါဆိုပြီးသူတို့ကပြောင်းလဲပြောင်းညင်းသေးတယ်ဗျာကဲဟောပကိုးမျိုးကနော် သာသနာအာဇာနည်ဒိတ်တိတ်ကျဲဝိနေမိတာကိုဆရာတော်ဘုရားကြီးကိုသူတို့ရရဆက်ဆက်အကြပ်ဖက်တက်ဖြတ်တုံးကလည်းပဲသူတို့လိန်နေတော့သူတို့လိန်နေအာသူတို့လောက်တာမဟုတ်ပါဘူး PDF တွေလောက်တာပါဆိုပြီးပြီးမှသူတို့လောက်တာပါဆိုပြီးဝေခန့်တယ်ခုလက်ကြည့်ဆွေဘုံမျိုးဘော်ကကိုင်းလေး၃ပါပြန်လုံလုံမှုသွားတယ်ခွနပါအထိကိုက်တိုင်ရသွားတယ်ဘလောက်ရုံပါလဲ အဲ့ဒါကိုသူတို့မလုပ်ဘူးတဲ့ PDF တွေလောက်တာပါတယ် PDF တွေကအဲ့လောက်ကြီးတဲ့လက်နဲ့မရှိဘူး PDF တွေမှာကိုရင်လေးတွေရဲ့ဇာပနာကိုဒီကနေ့လုံးပါတဲ့เนาะဆွေဘုံမျိုးပေါ်မှာရှိတဲ့ပြည်သူတွေလည်းစိတ်မကောင်းကြအောင်ကိုရင်လေးတွေကစာတင်သားလေးတွေတဲ့စာတင်နေတဲ့ခလေးလေးတွေစိတ်မကောင်းလိုက်တာဗျာကိုရင်လေးတွေเนาะနောက်မကွေးတိုင်းရေစကြိုမျိုးပေါ်မှာစစ်တပ်ကစိုက်ကယ်နှစ်ယောက်စီးလို့ဆိုပြီးတော့တနက်နေ့လိုက်ပြစ်တယ် ဟာဆိုင်ကနှစ်ယောက်စည်းတာကိုတနေ့နဲ့လိုက်ပြစ်တယ်စဉ်းစားကြည့်ဆိုင်ကနှစ်ယောက်စည်းတာကိုမစည်းရဘူးဆိုလို့ချင်းလည်းပဲဥပဒေနဲ့အေးအေးယူဖို့ဗျဟာတနေ့နဲ့လိုက်ပြစ်တာအဲ့ဒါကိုဖြိုးတဲ့နော်အသက်32နှစ်အရွယ်ကိုဖြိုးတနေ့မှပြီးသေသွားတယ်ဆိုင်ကနှစ်ယောက်စီးလို့ဆိုပြီးတော့တနက်နဲ့လိုက်ပြစ်တယ်ဆိုင်ကနှစ်ယောက်စီးတာအပြစ်လား ဆိုင်ကနှစ်ယောက်စီးတာနိုင်ငံရေးလားနိုင်ငံပုတ်ကံမှုလားဘာမှလည်းမဆိုင်ဘူးတော့အပြစ်မဲ့ပြည်သူတွေကိုအချောက်တကြီးကိုသူတို့တတ်ချင်တယ်လို့ကိုတတ်နေတော့တာနော်သူတို့လက်တွေကဟိုကသွေးစာနေတော့တာဒီခွင့်မသားတွေကလေနောက်တစ်ခုကအခုအကြမ်းဖက်စစ်တပ်ကနော်မွ슬င်ဘာသာဝင်တွေကိုလည်းပဲသူတို့ဗလီတွေစောက်ပြီးတော့အခုရွေးကောက်ပွဲမှာစီးယုံနေတယ် ဟောစစ်ဘေးရှောင်တွေကိုလည်းပဲဆိုင်ကလေးတွေမဆို့မပုတ်ပေးပြီးတော့အခုစီယုံနေရဟောစကိုင်းမျိုးပေါ်မှာရှိတဲ့เนาะရွှေမင်းကိုရက်ကွက်မှာ ရောက်နေတဲ့စစ်ဘေးရှောင်မိသားစုဝင်တွေကို အကြမ်းဖက်စစ်တပ်ကเนาะမိသားတစုကို6000ပေးတယ်เนาะစကိုင်းမျိုးပေါ်မှာစစ်ဘေးရှောင်နေတဲ့ရွှေမင်းကိုရက်ကွက်ကစစ်ဘေးရှောင်မိသားစုဝင်တွေကို မိသားစုတစုကို6000ပေးတယ်6000ပေးပြီးဘာလုပ်လဲဆိုတော့ရွေးကောက်ပွဲကြရင်တဲ့စစ်တပ်ကိုမဲပေးရမယ်เนาะတကယ်လို့မဲမပေးခဲ့ရင်ရွေးကောက်ပွဲနှောက်ရှက်ဟန့်တားမှုနဲ့အေးอยู่ပဲတဲ့ကဲချင်းချောက်တာเนาะစစ်ဘေးရှောင်တွေကိုမိသားစုတစုကိုပတ်စံ6000အဲ့ဒီပတ်စံ6000ဘာမှလုပ်လို့မရဘူးခုကြီးကြီးမှာ 6000ပေးပြီးတော့စစ်တပ်ကိုမဲပေးပါမယ်ဆိုပြီးလက်မှတ်အတင်းထိုးခိုင်းသူတို့ကြက်ဖို့ပါတီတို့တာဆညပါတီတို့ပေါ့နော်အဲစစ်တဲ့ပါတီတွေကိုမဲပေးပါမယ်ဆိုပြီးတော့လက်မှတ်အတင်းထိုးခိုင်းတယ်ကဲလက်မှတ်အတင်းထိုးခိုင်းတယ်တကယ်လို့စစ်တပ်ထောက်ခံတဲ့ပါတီတွေကိုမဲမပေးခဲ့ဘူးဆိုရင် ဒါမှမဟုတ်ပြက်ကွက်ခဲ့တယ်ဆိုရင်နော်ရွေးကောက်ပွဲကိုနှောက်ချက်ဟန်တားတဲ့ဥပဒေနဲ့အေးအေးယူမယ်ကဲပတ်စံ6000ပေးပြီးတော့ပတ်စံ6000ပေးပြီးတော့ပြည်သူတွေကိုစစ်တပ်ကိုပဲမဲပေးရမယ်ဆိုပြီးတော့ချိန်ချောက်တာနော်ချိန်ချောက်တာဘာလို့လက်မှတ်တော့ထိုးခိုင်းလိုက်ပြီလက်မှတ်တော့ထိုးခိုင်းလိုက်ပြီနောက်တစ်ခုကပဲခူးတိုင်းရေတားရှင်မြို့နယ်စင်ကွေကျွာအုတ်ချိုရီမှုမျိုးဝင်းက အသက်16နှစ်အရွယ်မိန်းကလေးကိုအတ္တမပြုတ်ကျင့်ခဲ့တယ်။အဲ့ဒါကိုရဲနဲ့စစ်တပ်ကဘာမှအရေးမယူဘူး။နော်။ပဲခူးတိုင်းရေတားရှင်မြို့နယ်စင်ကွေစင်ကွေကျေးရွာကအုတ်ချွေမှုမျိုးဝင်းကအသက်16နှစ်အရွယ်မိန်းကလေးကိုအတ္တမပြုတ်ကျင့်တာကိုနော်ရဲနဲ့စစ်တပ်ကိုတိုင်တာဘာမှအရေးမယူဘူးတဲ့။ကဲမရင်းကောင်းနေမရင်းကောင်းနေ အဲ့ဒီစင်ခွေကျွေးရကအုတ်ချိုရင်မှုမျိုးဝင်ကနော်တိုင်ကြားတဲ့မိဘတွေကိုတက်ပြစ်မယ်ဆိုပြီးချင်းချောက်တယ်တဲ့နော်တက်ပြစ်မယ်ဆိုပြီးချင်းချောက်တယ်ပြီးတော့သူ့မရင်းပြင်တာကအခု16နှစ်မျိုးသမီးလေးမှမဟုတ်ဘူးတဲ့အမျိုးသမီးတွေအများကြီးကိုမရင်းကျင့်ခဲ့တာအလိုမတူဘဲနဲ့ချင်းချောက်ပြီးတော့ဗောဗျာနော်အာဘာအကြောင်းရှိလို့ညာအကြောင်းရှိလို့ဆိုပြီးတော့သူတို့ကအာနာအလွဲသုံးစားလုပ်ပြီးတော့ သူ့အိမ်ကိုခေါ်တယ်ခေါ်ပြီးတော့ချိန်ချောက်ပြီးတော့မရင်းကျင်တယ်အဲ့လိုချိန်ချောက်ပြီးမရင်းကျင်တာအခု16နှစ်အရွယ်မင်းကလေးတယောက်တည်းမဟုတ်ဘူးတော်တော်များပြီတဲ့တော်တော်များအဲ့ဒါကိုစစ်တပ်နဲ့ရဲကလည်းဘာမှအရေးမကြီးဘူးတဲ့တကယ်လို့တိုင်တဲ့မိသားစုတွေကိုလည်းတတ်ပြစ်မယ်ဆိုပြီးချိန်ချောက်တယ်တဲ့နော်အဲ့တော့မင်းကလေးတော်တော်များများကို သူကမရင်းကျင်နေတာတော်တော်များပြီဘာအရေးမှလည်းမယူဘူးတဲ့ ဘာရေးမှလည်းမရှိဘူးတဲ့အဲ့ဒါရေတာရှင်မျိုးနယ်စင်ကွေကျွော်ကအုပ်ချုပ်ရေးမှုမျိုးဝင်းမျိုးဝင်းမရင်းကောင်မရင်းကောင်အေးပြေးလို့လွတ်မယ်တော့မထင်နဲ့ပေါ့နော်မင်းတို့နှစ်ဖူးမှာတနေ့ကြည်စံဝင်ဖို့အတွက်မှတ်ပုံတွေတင်ထားပြီးသားမင်းတို့နှစ်ဖူးမှာမင်းတို့နှစ်ထလင်းမှာနော်မင်းတို့နှစ်ထလင်းမှာကြည်စံဝင်ဖို့အတွက်မှတ်ပုံတင်ထားပြီးသားမင်းတို့ပြေးလို့မလွတ်ဘူး မင်းတို့နှစ်ထင်းထဲကိုတစ်နှစ်ကြီးစမ်းရောက်ကိုရောက်လာလိုက်မယ်မှတ်ပုံတင်ထားပြီးသားနော်နောက်တစ်ခုကနှစ်စင်နေတိုင်းဖြစ်နေကြကချင်ပြည်နယ်ကဘာကျော်ကြောက်စိမ့်ဖားကတ်မြို့မှာမြေစာပုံပြိုကြတာပြည်သူတယောက်သေဆုံးတယ်တယောက်တန်ရရတယ်ဒါနဲတာပေါ့နော်အရင်တော့ကဆိုရင်ဆယ်နဲ့ချီတယ်ယာနဲ့ချီတယ်ဟိုတယောက်တည်းပဲသေတာဆိုတော့ဒါတော်သေးတာပေါ့ဗျာတော်သေးတာပေါ့နော် နောက်တစ်ခုကမကွေးတိုင်းပွင့်ဖြူမြို့နယ်မှာနော်နွားတွေခွာနာရှာနာယောဂါဖြစ်ပွားပြီးတော့နွားတွေသေဆုံးကြတယ်ဟောရွာ32ရွာမှာရှိတဲ့ခိုင်းနွားတွေပေါ့နော်အညာမှာဆိုရင်တို့ကဒီနွားတွေကိုအဓိကထားပြီးတော့ကောက်ပဲသီးနဲ့နေစိုက်ပျိုးကြရတာပေါ့နော်အခုအညာသူညာသားတွေ အဓိကအာကိုပြီးအလုံးလုံးနေရတဲ့ဒီနွားတွေ